ရှင်ဘုရားရဲ့ဘွဲ့နေမင်းနဲ့တဘာဝကြီးတာကိုရရှိလာမှုနဲ့အကြောင်းလေးကိုပထမဦးစွာမိန့်ပေးပါအောင်ဗျာ။ဥစဉ်ရဲ့ဘွဲ့နာမည်ကအရှင်ခေမာမတ်ကဖြစ်ပါတယ်။ဥစဉ်တဘာဝကြီးတာကိုစတင်ရောက်ရှိလာတဲ့နှစ်က2012ခုနှစ်မှာဆရာတော်ဘုရားကြီးရဲ့တန်လင်တဘာဝတရားရိပ်တာကိုစရောက်ခဲ့တာပါ။တဘာဝကြီးတာမှာသာသနာပြုလုပ်ငန်းတွေကိုဘလို့ပူးပေါင်း ှုပ်ဆောင်ခဲ့ပါတယ်ဖေဟာဦးစင်လူဘွားနဲ့ဆရာတော်စီကိုစရောက်တဲ့အချိန်မှာပထမဦးစင်ဒီစွန့်ခံနေလိုက်တယ်ပြီးတော့ယောဂီရေးရဌာနဆိုတဲ့နေရာမှာဥပပေါင်းပါဝင်တယ်အဲဒီနောက်ပိုင်းဦးစင်ကားမောင်းပေးတယ်ပေါ့နော်ရိဒါစွန့်နှန်းကားမောင်းတယ်အဲ့နောက်မှာတော့ဦးစင်စေယုံကားပေါ့ကျမ်းမာရေးကားကိုလည်း၄နှစ်လောက်ဦးစင်မောင်းပေးခဲ့ပြီပါတယ်လူဘွားနဲ့ တာသနာဝင်ထမ်းဆောင်နေရတဲ့အချိန်မှာတာသနာပြုလုပ်ငန်းတွေကိုဘလို့ကွာကွာခြားပြီးတော့လုပ်ကင်ဆောင်ရွက်နေပါတယ်လေဗျာလူဘွားနဲ့တော့ကတော့ဦးဇင်းတို့မှာကဒီယောဂီလိုနေတာဆိုရင်တော့တော့ဒီလောဘဒေါသမောဟတွေကိုတတိထားပြီးတော့ဦးဇင်းတို့ကအများဆုံးက pride အလုပ်တွေကိုလုပ်ရတာပေါ့နော်အများကိုကူညီတဲ့အလုပ်တွေပေါ့အဲ့ဒီနောက်မှာမှဦးဇင်းတို့ကဒီတရားဘာဝနာအားထုတ်တဲ့အပိုင်းကိုပေါ့ယောဂီအနေနဲ့နေတာပေါ့နော် ဒီလူဘွားမှာတော့ဒီပုံစံမဟုတ်ဘူးပေါ့ဆရာတော်ကြီးနဲ့တွေ့ပြီးတော့ဘောရိတ်တာဆရာတော်အရှင်ဥတ္တမတာရာနဲ့ဆရာတော်ကြီးစီရိတ်တာကိုရောက်လာပြီးရဲ့နောက်ပိုင်းမှာတော့ဦးဇင်းကအများကြီးပြောင်းလဲခဲ့ရတယ်ပေါ့အခုဆိုလဲယဟန်ဘွားကိုရောက်ခဲ့ပြီပေါ့နော်ဦးဇင်းကယဟန်ဘွားကပြီးခဲ့တဲ့2023ဗီယက်နမ်ဟန်နွိုင်းမြို့မှာဝါရင်းတုံးလာတရားစခန်းဝင်ရင်မှာဦးဇင်းကယဟန်ဘွားကိုအပြီးတိုင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်အရှင်မရအခု အိန္ဒိယသဘာဝရေးသားမှာသတင်းသုံးနေတဲ့အချိန်မှာကုတွေ့ခံစားမှုလေးကိုတစ်ချက်လောက်ဝေမျှပေးနိုင်မလားဖေ။ဥစဉ်ဒီအိန္ဒိယသဘာဝရေးသားကိုဆရာတော်ရဲ့ကျေးဇူးတွေကြောင့်ပေါ့နော်။ဥစဉ်ဒီအိန္ဒိယသဘာဝရေးသားမှာတာနာပြုခွင့်ရတယ်ပေါ့။ရဟန်းဘွားနဲ့ဒီဝါရင်း၃လတရားစခန်းဝင်ရင်းနဲ့ဥစဉ်ကဒီရေးသားမှာနေတာအခုတနည်းနေပါပြေတော့မယ်ပေါ့နော်။ပထမ6လဗီဇာအခု H2 ဗီဇာနဲ့ပြန်လာတယ်ပေါ့။ဥစဉ်ဒီရေးသားမှာနေရတာအရန်ကိုမှ စိတ်ချမ်းသာတယ်ဘုရားသားတော်တပားအနေနဲ့ကုသိုလ်တွေအများကြီးလုပ်ခွင့်ရတယ်ဦးစိတ်ဒီမှာကိုတက်နိုင်တဲ့ဘက်ကကာမောင်းတဲ့အလုပ်တွေလုပ်တယ်တရားထိုင်တဲ့ပရိဒတ်အလုပ်တွေဦးစိတ်လုပ်ခဲ့ပြီးပါတယ်အဲ့အတွက်လည်းဦးစိတ်စိတ်ကျေနပ်မှုတွေအများကြီးရပါတယ်တဘာဝဟိတာမှာ လာရောက်မိခုမဲ့ယဟန်တန်ကာဒီလရှင်နေယောဂီတွေကိုဗာများအကြံပြုစကားများပြောရှင်ပေးပါတယ်ခင်ဗျာဦးစိတ်အနေနဲ့ဗာအကြံပေးခြင်းလဲဆိုတော့ဒီ အိန္ဒိယဒီမြေပေါ့နော်ဖះရှင်ညံတော်တွေရခဲ့တယ်ဖះစုစုညံတော်ရခဲ့တယ်ဒီလိုမြေမြတ်မဟာကြီးမှာပေါ့နော်ဒီသာသနာပြုခွင့်ရတာအင်မတန်မှကံထူးလို့သာရတာပေါ့နော်အဲ့ဒီအတွက်လည်းဥစဉ်လဲအားလုံးကိုလိုက်လိုက်လဲလဲနဲ့ဖိတ်ခေါ်ပါတယ်ဒီမှာသာသနာပြုလုပ်ငန်းတွေအများနဲ့ဆိုင်တဲ့လုပ်ငန်းတွေကျင့်ကြံတဲ့အပိုင်းတွေမှာတကယ်ကိုမှအားရနှစ်သက်ခြင်းနဲ့လောက်အောင်ဒီဒီမှာအများကြီးအခွင့်အလမ်းတွေရှိတဲ့အတွက်ဖြစ်နိုင်ရင်အတက်နိုင်ဆုံးဒီကိုလာရောက်ပြီးတော့ ရာဘာဝနာရေအထောက်ကြဖို့ဦးစင်းအနေနဲ့ဖိတ်ခေါ်ချင်ပါတယ်။ United Buddha Gala TV Channel ကိုဗာများအကြံပြုပေးစီမှာသေးတယ်ဗျာ။ဝမ်းသာပါတယ်။ဦးစင်းတို့အနေနဲ့အခုလိုတင်ပြခွင့်ရတာတွေရဟန်းသံဃာတွေတရားရှင်တွေအနေနဲ့ဒီအင်တာဗျူးလေးကိုဖြေပေးတဲ့ဖြေပေးရတဲ့အတွက်လည်းဦးစင်းအနေနဲ့အရန်ကိုကျေးဇူးတင်ပါတယ်။အထူးလည်းကျေးဇူးတင်ပါတယ်။ဒီ channel လေးကိုလည်းဦးစင်းအနေနဲ့သဘောကျနှစ်သက်မိပါတယ်လို့ပဲကျေးဇူးတင်စကားပြောချင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်ဗျာ။ဟုတ်ကဲ့။